ျွန်တော်ဒီနေ့တွေ့တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။ဒီတယောစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်။ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာမြေပြင်ခြေနေသတင်းချက်လက်များအပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရဂိုင်းတို့တယောစာစစ်စစ်တော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချက်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြပါသေးဗျာအေးတော်ဘုံအောင့်ကိုအောင်ရမည် ဒုသက်နှင့်မောင်မြပြောသော ခွေးပြောခွေးယုံအမောင်တို့ကညကိုတဖြည်းဖြည်းဝါမျိုးလာသည် အိတ်တန်းတက်ငှက်တချို့ဤထံမှတစ်ချက်တစ်ချက်တွင် အော်မြည်တန်တဲ့တဲ့မှလွဲ၍ဝင်းညင်တစ်ခုလုံးမှာတိတ်ဆိတ်ငြိမ်သက်လျက်တကူကူကူညနှင့်မသက်ဆိုင်လုံးစွာဂျိုးကူတန်တန်ကခအုပ်ထပ်ပေါ်လာပြီးနောက်ထူးခြားအံ့ဩဖွယ်တန်တစ်ခုကလည်းမရှိမနှောင်းမှာပင်ထွက်ပေါ်လာသည် အုတ်အောအုတ်အောလမ်းဘေးတွင်အိတ်နေသော ခွေးလေးတစ်ကောင်မှရင်းတန်များကြောင့်ကြောင်တောင်တောင်ဖြစ်သွားဟန်တူပြီးခေါင်းထောင်၍စူးစမ်းကြည့်လိုက်လေသည်စကားဝတ်ပြောဝိနကားနောက်တွင်ပုံကွယ်နေသောအရေးတစ်ခုကလေတံတဲ့တဲ့ဖြင့်မေးလိုက်၏မိုးကြရွှေကိုဟာဘိုချုပ်လီစာအထဲမှလူရိတ်ကပြားပြားတလဲဖြင့်တကားကိုဖွင့်ပေးလိုက်ပြီးဥညွတ်၍ရိုသေပြုတ်လိုက်လေသည် ထို့နောက်တွင် ခွေးဥတန်ကြောင်အော်တန်များမှစပြု၍တရိတ်ဆန်ပေါင်းစုံတို့၏တန်များက အပြိုင်ဆိုင်ထွက်ပေါ်လာလေသည်ထို့ကြောင့်တီကကျန်တရိတ်ဆန်ဖို့တရိတ်ဆန်တို့၏အတန်များပါ ပါလာခြင်းဖြစ်၏စကဝတ်ဟူသောအထက်မှမိသံကို ပြန်လေတုံ့ပြန်ကြသည်မှလေအမျိုးစုံလာသည် original ပမောလော်ဘီကြောင့်ကြီးစသောဖြေဆိုတန်များအပြင်၆၈စာဟူသည့် ညောင်နာနာဖြေစံတစ်ခုကိုကြားလိုက်ရသောအခါတိချပြန်ပြောဟုအတွင်းမှလူကခတ်မာမာနှင့်ငောင်းငန်းပြောဆိုလိုက်တော့6 6800စာကိုစလေပါခညာဆိုသည်တရောင်စာကတိုက်ခံရခြင်းဓာတ်တိုင်ကျိုးပြီး၍ဓာတ်ပါလိုက်ခံရသောအတန်ဖြင့်ဖြေပေးလိုက်မှတကားဖွင့်ပေးလေတော်သည်အကယ်၍နေ့ချိန်သာဖြစ်မည်ဆိုပါကထိုချံဝင်း၏ဝင်းကားထိပ်ပေါ်မှဆိုင်းဘုတ်ကြီးကြီးတွင် ရေးသားထားသည် ပြည်တော်စုကြန့်ခံရေးနှင့် ဖွံ့ဖြိုးရေးပါတီဟူသောစလုံးကြီးများကို တွေ့မြင်ဖတ်ရှုနိုင်မည်ဖြစ်လေ၏။မှန်ပေသည် နေပြည်တော်ဒက္ခိဏသီရီမြို့နယ်ရှိကြန့်ဖွတ်ပါတီ၏ရုံးချုပ်အတွင်းတကောင်ရန်ချိန်ကြီးတွင် အရေးပေါ်စီဝေကျင့်ပနေခြင်းဖြစ်သည်။အကြောင်းမူကားလွတ်လင့်ပြီးဖျားတရသောဒီလိုကြလေပီသေးပေါက်ပွဲကြီးတွင်ပါဝင် ရှင်ပြိုင်ကြမည်။အမတ်လောင်းများ၏နာမည်စည်းရင်းကို ွင့်လင်းမြင်သာစွာလျှို့ဝှက်ထားရန်အတွက် အာလုံးဆွေးနွေးတိုင်ပင်ရန်တိတ်တဆိတ်ကြံစီထားရခြင်းပင်ဤကိစ္စကိုစတင်ကြံပြုသူက မောင်မြေစကိုင်းတိုင်းကလေးခရိုင်မင်းကင်းမြို့တွင်တောက်ပေါက်ခဲ့သောမောင်မြစ်သည်လက်ရှိဒီလိုဂျလေးပီသစ်တောက်ပွဲကြီးတွင်ပြိဿံပါတီအဲ့လေကြံဖို့ပါတီကိုစားပြုဝင်ရောက်ရှင်ပြန်ရန်ဆုံးဖြတ်လိုက်ပေမဲ့သူ့ရဲ့မွေးစာတိစကိုင်းမြေကိုချင်းချာရည် အညာသားပီတက်တွေက သူ့ကိုအတီဖဲ့မယ်ဆိုတာသိလေတော့ငအူငတိခမနေပြည်တော်ဇဘူတီရိမြို့နယ်ကနေပဲတွေးလျက်ကြောက်နေရတဲ့တေးတောက်ပွဲကို လေးဘက်ထောက်၍ပါဝင်ရလေတော့ဤဘီသာဝါဒနာလိုတော်ရလူမန်းတိတဲ့ဆရွယ်ကလေးကဖွားရဖြစ်သူမှအိမ်တော်ဖေးတွင်တိတ်ထားသောမြေအိုးကြီးရဲ့ကမြင်များကို ခိုးယူရောင်းချရာမှမင်းကင်းမောင်မြစ်ဟုအမည်တွင်ခဲ့ရသောမောင်မြစ်သည် အသက်ကြီးလာ၍အချိန်မစီးသောကာလတွင် သူ၏နာမည်ကိုမောင်မြင့်ဆိုပြီးအဆက်ပြေပြောင်း၍၎င်း၏ဆောရပီးစားကိုတရားဝင်လိုင်စင်ရလွတ်ဆောင်ခွင့်ရှိသည့်တပ်မတော်ကြီးအတွင်သို့ဝင်ရောက်ခဲ့သည်။နောက်တော့ Standard Army ကြီးထုံးစံအတိုင်းတက်ထွက်ကြီးဖြစ်ပါလီယာလုံများကိုဖင်မွေးဖြူတဲ့အထိလောက်ကင်နေရင် အခွင့်ရရရင်ရသလိုအနေစားချောင်ရန်အတွက်ထ၍ဦးနေရင်မှာ အာနာသိမ့်ပြီးနောက်ပိုင်းမှာအခုသေးတောက်ပွဲကိုပါဝင်မှုတဖန်ပြန်ဆိုင်ပြင်လာခြင်းဖြစ်သည် လူစုံမီလားဟေအလာတော်ကတော့ကားနောက်ခန်းတွင်တစ်ချိန်လုံးဝင်းအားမောက်၍လိုက်ပါလာသူမိုးကြရွှေကိုကြီးခတွေကအတန်လုံးကန်းတွင်ရှိထိတ်ဆုံးကုံတွင် ထိုင်ရင်းမန်ပါပါနှင့်မေကွန်းထုတ်လိုက်လေဟုတ်ကဲ့စုံမာဝီဘိုလ်ချုပ်ကြီးဘိုလ်ချုပ်ဆိုတဲ့ခေါ်တန်ကိုချရတော့ ခက်တွေးကမျက်မှန်ကိုတာပင့်ကြည့်ရင်ဒီမဲကိုခင်ကြီးကျွန်တော်ကိုနောက်တစ်ခါဗိုလ်ချုပ်လို့မခေါ်ပါနဲ့တော့ဒါတွေကိုအတိတ်မှာပြီဖုံးကားချလိုက်ပါပြီအခုကျွန်တော်ဟာတိုက်ပုံအင်ကြီးရောထမီအဲ့လေရောပစိုးကိုဝက်လို့ပြည်သူတွေအတွက်ခြေသောပစိုးမွေးဆွဲကြိုးလေးလို့ဝက်ဆင်းခါရနေမဲ့မလောင်းတူဖြစ်နေပါပြီအရာရာကိုနောက်ကျောင်းပြန်ပြီးဝေပင်တတိယရာမျိုးတွေလုပ်နေမဲ့စာအခုကစပြီးတိုင်းပြည်နဲ့လူမျိုးအတွက် ကျွန်တော်တို့တွေအာတုံခွန်ဆိုင်နဲ့ကြိုးပမ်းကြရအောင်လားခွေပြောခွေုံကွာခက်တွင်းနဲ့ခင်ရီပါဝင်သပွဲတိတ်ရှိလူအလုံးမှာအတန်ကြာရစီတို့တပြိုင်နဲ့လန့်ကြည့်လိုက်ပြီးတော့6800စာကိုစလေကဘာပြောလိုက်သည်မသိမင်းကင်းမောင်မြည်ဤနှုံမှာအထက်ပါအတိုင်းအတန်ကျဲကြီးထွက်ပေါ်လာခြင်းဖြစ်၏တခန်းလုံးငိန်သက်စွာသူ့စီကိုကြောင်ငိနေမှန်တီတော့မောင်မြစ်ကလက်သားဖြာ၍ sorry ဗျာဆက်ပြောကြပါ ဒီမအေဘေးနလဘိန်းလုံးကိုပြောလိုက်တာမန်ပါသွားလို့ပါမန်နာပေါကိုတွေးရအတိတ်ဆိုပေမဲ့လေကိုတွေးတို့ကျွန်တော်တို့ဟာတတ်မတော်ကြီးကမွေးဖွားပေးလိုက်တဲ့ကိုကျုံးစွန့်လူရန်စားတွေမဟုတ်ပေဘူးလားကျွန်တော်စစ်သားဖြစ်ခဲ့တုန်းကဆိုရင်အချိန်ပြည့်ရှည်ရန်ထွက်နေရပြီးပြန်လာချိန်မှာသာသမီများကမမတ်မိကြဘူးဗျို့ကျွန်တော်နဲ့ကလေးတွေရုပ်ချင်းမတူတာသာကြည့်တော့ဗျာကြံတန်းခက်ထန်ခဲ့ရတဲ့ဘဝဝ ဟိတ်ကောင်ဆောက်ယူအဲ့ဒါမင်းမိမနောင်မီလင်းတော့ကွာခေခမပြောလဲစကားပဲမဆုံးသေးပဲဖြတ်ဝင်လာတော့မောင်မြစ်အတန်းကြောင့်အို့တို့အန်တန်မင်းကင်းကြီးကတော့ထုံးစံအတိုင်းလက်ကိုတာလန့်ပြသည်ခေဤမှာအောင်တီးအောင်သက်ဖြင့်စကားဆက်ရလေသည်ဒီလိုကိုတွေရတိုက်ပွဲက82နှစ်ကြီးသာတိုက်ခိုက်ခဲ့ရပြီးတနတ်18ချက်မှန်ခဲ့တာကြည်စံတောင်ဘိုက်ထဲမှာကျန်ခဲ့တယ် အခုထိကိုခွဲစိတ်မရပါဘူးကျွန်တော်ဘွားကို ရုတ်ရှင်ရိုက်လို့တောင်းရအရာလီစောက်ပူရီပြောနေပြန်ပြီမင်းတို့6 8တွေပါဇက်ကအမှန်ကန်ပုံစံတွေလာပြောမနေနဲ့မင်းတို့ကိုရာဥပေးထားတာရုတ်ရှင်ရိုက်ဖို့กว่าနားလေလားခင်ကြီးတော်တော်မျက်နာပြက်နေပြီမောင်မြစ်ကတော့ခေါင်းတာငိမ့်၍ပြုံးမှပြလိုက်သေးသည်ခင်ကြီးတယောက်လက်သေးကိုစုပ်အံကိုအသာကျိတ်လိုက်ရင်အလကားနေရင်တတ်မတော်ဆန့်ကျင်ရင်းနဲ့ အမုံတရားတွေနဲ့နိုင်ငံရေးကကျွန်တော်တို့နိုင်ငံမှာချလက်ပတ်ရန်နေတယ်။ဒါကြီးကလွတ်မြောက်ပြီးတော့ကျွန်တော်တို့ကဘာအစ်တတစ်ခုကိုဘဝအစ်တတစ်ခုအနာဂတ်အစ်တတစ်ခုဖန်တီးဖို့ကရောက်ကိုရောက်နေပြီ။အဲ့ဒီအတွက်အလဲပြောင်းကရွေးကောက်ပွဲပဲ။ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လှုပ်ကြရရဟိတ်ကောင်ကြီးကကြီးဝင်းပလွေက ဝင်းပလွေပဲ။ရီးကိုတောင်းအောင်ဆောင်လို့ရမလား။ရီးကိုတိုးရင်ခြုံလို့ရမလား။ဒီတခါတွင်လဲ မောင်မြင့်၏အတန်ကျဲကြီးကဖြတ်ဝင်လာလေရာခင်ကြီးမှာဒေါသကြီးနဲ့အနာသူလျှောက်သွားလိုက်လေတော့မောင်မြင့်ကလက်အိုလေးချီပြီးနေကောင်းနေနော်ဥက္ကရာကြီးဟူ၍ပြပြတလဲစည်းကြုံနှုတ်ဆက်လိုက်လေရာခင်ကြီးသဘောခွေသွားပြီး တဟီးဟီးနဲ့သွားဖဲပြလိုက်ရလေတော့သည်ကဲကဲဒီနေ့ကျွန်တော်တို့အားလုံးအလို့သဘောနဲ့တွေ့ဆုံဆွေးနွေးရတဲ့အထက်ကကြောင်းရင်ကတော့အမတ်လောင်းတွေကိုရွေးကောက်ပွဲမတိုင်ခင်ထိ လျှို့ဝှက်ထားဖို့ပါပဲ။ဘာကြောင့်လဲဆိုတော့အရေးဟဲ့အကြောင်းဟဲ့ပြေးကြလောကြမယ်ဆိုရင် ကျုပ်တို့မာကတဆညာကအမလောင်းတွေလို့အိုကြီးအိုမတွေကအများသားမဟုတ်လား။ပြည်တဲ့တွေကအချိန်မရွေးနေအောင်မရွေးပေါ်လာနိုင်တော့ဆိုတော့ကုံကုံပြောရရင် ရွေးကောက်ဖွဲပြီးလို့အမတ်ဖြစ်သွားရင်တောင်းလျှို့ဝှက်ပြီးနေသင့်ရင်နေရမှာပေါ့။အချိန်လဲလင့်နေပြီ ဆိုတော့ကျွန်တော်ပေရှည်ပြီးထပ်ပြောင်းမနေတော့ပါဘူး။ကျွန်တော်တို့အားလုံးဟာ မဲမတမာမှုကြောင့်ပယ်ဖျက်ခဲ့တဲ့ရွေးကောက်ပွဲကြီးကိုတင်ငန်းစာယူလို့အခုလွတ်လပ်ပြီးတရားမျှတတဲ့စံနှုန်းပြဒီမိုကရေစီပေါ်ဆောင်ရေးရွေးကောက်ပွဲကြီးစီကို အရောက်သွားနိုင်မှုကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်ကြီးဘူးလက်လှဆွေပုတ်ထားတဲ့အတံဖိုင်လေးကိုနားထောင်ကြရအောင်ကျွန်တော်လည်းနားမထောင်ရသေးတော့ခမရို့နဲ့အတူနားထောင်ကြည့်ရအောင်ခစ်တွေးကသူ၏စကားဆုံးတွင်စပွဲပေါ်ရှိနှစ်ပေသာသာဘလူးတုဘောက်လေးကို သူ့ဖုံးနဲ့ချက်ယူဖြွင့်လိုက်လေတော့သည်မဲစင်းရင်တွေကတ်ထားတာတော့ကြည်ပြီတော်တော်များများလွှဲနေတယ်ဟမ်ဟာအခန်းတွင်းရှိလူများမှာအာမေရိတန်မျိုးစုံနဲ့အန်ဟော်တကြီးဖြစ်သွားကြသလိုခက်တွင်းနဲ့ခင်ရီတို့မှာ မျက်မှောင်ကုတ်သွားကြသည်ဘလို့လွှဲရလဲဆိုတော့2020တုန်းကမဲစင်းအဟောင်ကြီးလို့ယူဆရတယ်အခုအစ်စ်ပြန်ကောက်တဲ့ဒီရဲ့ကျေးအုပ်ချုပ်ရင်းမှုတွေ ပြန်ကောက်တဲ့စီးရင်တွေမဟုတ်ဘူး။ကွာလာကတော်တော်ကွာတယ်။900မှ300လောက်ကွာတယ်။ဒါကတိတ်မကောင်းဘူး။ UE စီးရင်နေနဲ့ပြန်လုပ်ရမယ့်ပုံစံတုံးနဲ့ပြန်လျှောက်ပြီးတော့တော်တော်ကိုလုပ်ရမယ်။အော်တိုဘာ12ရက်နေ့ကိုဒီနေ့က9ရက်ဆိုတော့အချိန်ကတပတ်ပဲကျန်တော့တယ်။ဒီတပတ်အတွင်းမှာတော်တော်လုပ်ယူရမယ်။ဥပမာ မင်္ဂလာဒီပလိုရက်ွက်မျိုးမှဆိုရင် ရက်ွက်အုပ်ချုပ်ရေးမှုတောင်မပါဘူးဗျာ။ ရက်ကွက်အုပ်ချုပ်ရေးမှုရဲ့မိသားစုကမဲစင်းမပါဘူး။ကြံတဲ့လူတွေပြောမနေနဲ့။အဲ့ဒီလူတွေဖြစ်နေတယ်။တေသွားတဲ့သူတွေပြန်ပါတာရှိတယ်။တေသွားတဲ့သူတွေနောက်တစ်ခါအပြီးပြောင်းသွားတဲ့သူတွေပြန်ပါနေတယ်။ဒါကတော်တော်များနေတယ်။မီးလင်းအောင်အောက်မှာခစ်တွင်းနဲ့ခင်ရီတို့ဤမျက်နာတွေကတပြေသည်ပုတ်ကြီးတွေလိုစောက်ရက်က ရှယ်ပလန်နဲ့ကွဲလီပြီ။ခစ်တွင်းခမရဖုံးကိုပိတ်ရမှာလို့လို့ စောင်းပေါက်ကိုပဲပိတ်ရမှာလို့လို့နောက်တစ်ခါလွတ်တော်ကိုစလေတူးပဲပါတယ်သူ့မိသားစုကြတော့မပါဘူးလွတ်တော်ကိုစလေတောင်အာနာလို့ထည့်ပေးလိုက်လားမသိဘူးဘူးလက်ကတော့ယူခွင့်နေုံနဲ့မဟုတ်တော့ပဲ next level သို့ရောက်နေပြီအဲ့ဒီတော့ယူအီးစီကဒီမဲစင်းတွေကတော်တော့ကိုမှနေတယ်တော်တော့ကိုပြန်ပြင်ရမေးအဲ့ဒါတွေ့တယ်ဒါလေးကိုအချိန်မီပြုတ်ပြင်မို့ဘယ်သူတွေလှုပ်ရှုပ်လဲဆိုတော့ ရက်ွက်အုပ်ချုပ်ရေးမှုတွေလွတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်ကအားထုတ်ပြီးတော့မဲယုံတိုင်းကိုလိုက်ကြည့်ပြီးတော့မှဓာတ်ပုံရိုက်ပြီးတော့ဒီစင်းမှန်လားမမှန်ဘူးလားဆိုတာရက်ွက်ထဲကလူတွေကို တိုက်စစ်ဆေးတာတွေလုပ်နေရတယ်။တမျိုးနယ်တမျိုးနယ်ကိုရာနဲ့ချီပြီးတော့ကွာချနေတယ်။ဒါလေးတော့အားထုတ်ပြီးတော့လုပ်ရမယ် UEC ကအတန်ပိုင်ဆုံးသွားပြီးတရှဲရှဲမြည်လာမှခွေအသိဝင်လာလေတော့သည် ထို့နောက်ဘာစကားမှမပြောဘဲဖုံးကိုကောက်၍တိုက်ပုံအင်ကြီးထဲထည့်လိုက်ပြီးနောက်အခန်းတကားဝသို့လျှောက်သွားလေတော့သည်အခန်းတကားကိုတွန်းဖွင့်၍ပြင်သို့ထွက်ဟန်ပြုပြီးမှနောက်သို့ခြာကနေလှည့်၍ပြောလိုက်ပုံကအဲ့ဒီတော့ဘာဖြစ်တုံးမဲမတမာလို့ဆိုပြီးအာနာထက်သိမ့်ုံပေါ်တဲ့ဝေး